ီလေကျေးဇူးတင်ပါတယ်လို့ဟုတ်ပြီလားနော်ခင်မအပေါက်ကလူတိုင်းပါတယ်ခင်မအပေါက်ကဘုရားဘုလို့ဥပါလို့ရပါတယ်အာဒီနေ့ရိုက်ကူးတဲ့ကားလေးရဲ့နာမည်ကခွတ်လိုက်ပါမြိုင်တရဘူးထုတ်လို့ရပါနော်ဇလန်းဇန်ညမှာစုခဲ့မယ်မှာအာတိရောက်နေရတော့ကိုမင်းသွေးနဲ့မုံနဲ့ပေါ့သူတို့အဓိကပေါ့ အာအဲ့တဲ့တေဆောင်လေးနေနဲ့ဥမြင့်တာပါမယ်ချစ်ချင်းမုံပါမယ်နန်းချစ်ခိုးချုံပါမယ်နောက်အဲသူတငယ်ချင်းတွေနေနဲ့ဆိုလို့ရှိရင်ကိုစစောင်းပါမယ်ကိုနေလင်းပါမယ်ပေါ့နောက်ထပ်ဟာတာတေဆောင်လေးတော်များပါမယ်ဇလန်းပုံစံလေးရဟာတာလေးဆိုရင်ဟုတ်ပေါ့နေရဟုတ်ပေါ့နေရနော်ဟုတ်ပေါ့နေရဟုတ်ပေါ့အေးအဲဒီကတော့မနိုင်ပြောတော့ အဲ့မင်းဟိုပါဒီတန်းကပါလေဘုံမြတ်ထုတ်ကောင်ဆိုတော့ကာရီတာပေါ့ဗျာကျွန်တော်ကတော့အဲ့အဲ့ तू ကအမြဲကန်ဆိုးတာရော်ဒီကန်ဆိုးလဲဆိုလို့ရှိရင်ဟိုတိန်အိမ် तू အဆောင်မနေကြတာပေါ့နေရရင်တက်လာတဲ့ငွေချင်းတွေအဲ့အလုံးလုံးကြတယ်ဟိုတကိုးဝင်တဲ့အချိန်မှာဒီကောင်ပြည့်စီရပါသွားတယ်ဒီကောင်အဲ့အဲ့လိုမျိုးကန်ဆိုးတယ်ဗျာအဲ့လည်းကန်ဆိုးတတ်တယ်ပြီးရင်ကန်ဆိုးနေတဲ့ဂျားတဲ့ကကိုအဲ့လိုဟိုအခက်အခဲတွေအများကြီးကြုံတွေ့ရတယ်ပေါ့ဒါပေမဲ့ဘုန်းကတော့ပစိလေးကျမ်းပါလေပါ င်းကကြည့်တယ်ရတာကြည့်ရဘူးဆိုတော့ဘာမှဖြစ်မသွားဘူးဒီလိုရတာလည်းဆက်နေမှာဖြစ်တယ်ကြည့်ပါချမ်းသာပါတော့ခုတွေ့ကိစ္စအဲ့လိုင်းကကြည့်ရအောင်ပြောလို့တော့မဟုတ်ဘူးဒီကောမဒီယန်လို့ခေါ်တဲ့ဟာသဆိုလဲဟာသအရောက်တော့ဟိုဟိုဒီတဒန်လို့တေးရုပ်တူအောင်တေးဥဆောင်ပါတယ်အဲဟိုခက်ပါတယ်အဲဒီဒရမာဆိုလို့ရှိရင်ဒရမာရောက်ဟိုခက်ပါတယ်အဲခက်ခဲပါတယ်ကျွန်တော်တို့ပေါ့လေခက်ခဲတယ်ဆိုတော့အဲ့လိုမျိုးတော့ဟိုအာသန်တဲ့အပိုင်းတော့မရှိပါဘူးဒါမဲ့ အဲကျွန်တော်ဒီခုလက်ရှိရောက်နေတဲ့အသက်အရွယ်နဲ့ကာရက်တာမျိုးလောရတာတော့ကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်နေပြောရဲစကားငါဘယ်လိုသိပါလဲဟာဟုတ်ကဲ့ညီမကလည်းတွေ့ကြတယ်နေသားမညီမကလို့အဲ့လိုစစ်စစ်ပပဆုံးနေတာလည်းအဲဒီနေ့ဖြစ်တဲ့စင်လေးကတော့ကြောင်းစင်လေးအိုကွန်မင်းသွေးပေါ့နော်ကွန်မင်းသွေးကဖုံးပြထွက်ခါအောင်ဒီကားထဲမှာကွန်မင်းသွေးကိုကိုကတခါကူညီပြည့်တဲ့ အနေနဲ့ flashback ပြန်ပြမယ်ဆင်းလေးပေါ့နော်အဲ့ဆင်းလေးရိုက်ဖြစ်တယ်ပြီးတော့နောက်တစ်ဆင်းကကြတော့ဒီဘက်လက်ရှိအချိန်မှာပဲอืมတငယ်ချင်းနဲ့တငယ်ချင်းတွေကသူနဲ့ကိုနဲ့ကိုချိန်ပြီးတော့အဲ့လိုလာတွေ့လာတွေ့အောင်ဖန်တီးလိုက်တဲ့ဆင်းပေါ့နော်အဲအဲ့ဟာလေးတစ်ဆင်းနှစ်ဆင်းဒီလေးရိုက်ဖြစ်တယ်ပြည့်ကြည်ပြည့်တကြည်ချမ်းသာပါစေချမ်းသာပါစေလို့ပြီးတော့မုံအားပေးပါလို့မုံကအစ်စ်အစ်စ်လည်းဖြစ်နေရပြီးတော့မုံရဲ့နာမည်ကနည်းနည်းဟို နားဆွဲလွယ်တယ်ဆိုပေမဲ့လေပြည့်တက်တွေတိတ်ပြီးတော့တတိမထားမိတရားလည်းဖြစ်တဲ့အတွက်နည်းနည်းလေးတတိထားကြည့်ပြီးတော့လို့ဝေဖန်ပေးပါအကြံပြုပေးပါလို့ပြောချင်ပါတယ်